မင်္ဂလာပါရှင်ရန်ကုန်သူ Oreo Channel ကကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးဆရာမနုနုဤအင်းဝါရဲ့နန်းမာလာမောင်ရဲ့မွေးရယ်ရှင်ဆိုတဲ့ဝတ္ထုတိုလေးကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်နန်းမာလာမောင်ရဲ့မွေးရယ်ရှင်ခိုင်စပယ်ဆောင်ရှိပောက်ကြနေညနေ9နာရီတော်တော်လေးမောင်မိတာဆောင်ပေါ်တက်တော်မယ်ခဏလေးပါမိတာရဲ့9နာရီအောင်မခွဲသေးပါဘူးဟုတ်ဘူးလေကွာမောင်ကလည်း ီမာမိတာရေလည်းမချိုးရသေးဘူး။အဝတ်စားလည်းမထည့်ရသေးဘူး။တော်ကြနေလာတော့မှဟင်းကွာ၁၀မိနစ်၁၀မိနစ်နောက်ထပ်၁၀မိနစ်မိတာနေရအောင်မယ်။၆နာရီထိုးမှသာမှာကိုများ။ဘုမအစောကြီးရှိသေးတယ်။ခတ်လိုက်တယ်မောင်ရင်မိတာဘာများတက်နိုင်အောင်မှာလဲ။မိတာလက်ကို အတင်းစုပ်ကင်ထားတဲ့မောင်မျက်နှာကိုမိတာကြည့်ရင်တက်ပြင်းမဲ့ချရတော့တယ်။တနေ့ကောင်ကလပ်လင်းပြီးလျှောက်လေရတာတော့မဝသေးဘူးလားမောင်ရဲလို့မိတာမမေးရတော့ပါဘူး။ မိသားလည်းမောင်းလို့ပဲခံစားနေရလို့ပေါ့ခဏလေးဖြစ်ဖြစ်အမောင်းနဲ့နေချင်သေးလို့ပေါ့ပေါက်ကြနေကိုမောင်းမုန်းတယ်ကွာဘယ်တော့မှမမောင်းတို့နှစ်ယောက်စနေတနင်္ဂနွေတွေကိုရှောက်လဲရမှာပါလေသူများတွေဆိုအိုးမောင်းရလဲကွာမကြတော့ပါဘူးတစ်နှစ်ပဲလူတော့တာဥစားမိသားတို့ကြံတဲ့ရက်တွေလည်းတွေ့နေရသားနဲ့မကောင်းမှုလေးမောင်းရဲ့သူတို့ကမိသားကိုအားလုံးတာဝန်ယူထားတော့မိသားမျက်နှာချက်ချင်းညှိုးကြပြီးမျက်ရည်ဝိုင်းညံတော့လဲမောင်းခမညာတနာစရာ အေးပါကွာဟုတ်ပါရဲ့မိတာကိုမမခွဲနိုင်လို့ပါစနေတနင်္ဂနွေနေ့ရက်လုံးကတယောက်တည်းတိတ်ရောက်လာမိတာရဖဲတော်ပြီးဘယ်လာရမှန်းလဲမသိဘူးရုပ်တရမိတာဆုံးအပ်တယ်လို့ဖြစ်ပြီးပြန်မပြောနိုင်မဲအပြစ်ကင်းစင်နဲ့မောင်မျက်လုံးတွေကိုမိတာဝမ်းပန်းတနေကြည့်မိရဲ့မောင်မိတာရဲ့မောင်ကဲသွားတော့မျက်ရည်လေးကလေးကလေးနဲ့ဟင်းတော့ကြာခုနေဦးလေးကြီးလာခေါ်တာနဲ့တိုးနေမှသူ့တူမကိုနှိမ့်ဆက်နေရသလားဆိုပြီးကိုကိုရိုက်ခန့်ထိနေအောင်မယ် တော်ပါတော့မောင်ရင်တော်ပါတော့ကြလူစဲစဲမျက်ရည်ကိုမိတာသိမ့်ပြီးမျက်နာကိုပြင်းလို့မိတာကိုနောက်ပြောင်းတတစီရဲ့မောင်းလက်တွေကိုချိတ်ညက်နှုတ်ဆက်လိုက်တယ်။တင်းလာနေဆောင်နေတော့မှမောင်းကိုမိတာအချစ်ဆုံးလှစ်ခနဲ့မိတာအဆောင်မော်ကိုပြစ်တက်ခဲ့တယ်။မောင်းမိတာကို နောက်ကနေညှိကြည့်နေလိမ့်မယ်။အခန်းတကားကို အမြန်ဖွင့်ဝင်ရင်းစပွဲတင်နိုင်လေးကိုလှမ်းကြည့်မိရဲ့။၅နာရီခွဲပြီးပြီ။ အိယာဘော်ကိုပြစ်လဲပြီးမောင်ကိုတလို့နေချိန်မရတော့ပါဘူးမောင်ရဲ့ကြာကျင်နေရဲ့မျက်ရည်တွေကိုရှင်နဲ့အတူရောချိုးပြစ်လိုက်တယ်ခေါင်းလျှော်ပြစ်လိုက်တယ်မောင်ကြိုက်တယ်ဆိုရက်တရုတ်33ခေါင်းလျှော်ရေးမများနဲ့လေမျက်နာကိုမှုေးတင်နေအောင်လက်ဘဲနဲ့နရွက်လေးတွေမှုေးတင်အောင် မိတ်ကပ်ပပကိုအနံ့ပြားပုတ်လိမ့်လိုက်တယ်ကရင်အောက်ကတက်တာဆွဲထုတ်လိုက်ရတောင်တစ်ဖြက်ဖြက်ခတ်လိုက်နာယီကြီးလိုက်နဲ့လုံနေတဲ့မိတာကိုခီးသွားနေတဲ့ကြိုင်လေးသာရှိရင်တော့ တစ်ဖက်ကရင်မော်ကနေอืมဒုက္ခဒုက္ခလို့ညင်းညူပေးလိုက်မယ်။ကြိုင်လေးလဲနှစ်ပြန်နောက်တော့ပြန်ရောက်လိုက်မယ်ထင်တယ်။ဒီတစ်ခါသုံးရက်တည်းလို့ပြောသွားတာပဲ။ခီးဆောင်အိတ်တသေးလေးရဲ့ကို အင်ကြီးနှစုံထဲမိတ်ကပ်ပေါင်းတာနှကန်းနေဘူးထက်သွားတိုက်စီပပတန်ထက်လိုအပ်တဲ့တခြားပစ္စည်းလေးတွေရောအားလုံးထဲပြီးအိတ်စစ်ကိုဆွဲပိတ်လိုက်တဲ့အချိန်မှာပဲအဆောင်အောက်ကနှိုင်းရင်နေတဲ့ကာဟွန်တန်ကိုမိတာကြားရတယ်။ကဆက်ထဲမှာပဲတတားရေးဦးလေးလာပြီး လာပြီလာပြီခဏလေးဦးလေးလာပြီရဲ့တကူလုံးမွေးကြိုင်သင်းပြက်နေတဲ့မိသားမှန်နေကိုနောက်ဆုံးအနေနဲ့ကြည့်လိုက်တယ်မိတ်ကပ်ပါပါနှက်ခမ်းရေးရဲနဲ့၁၉နှစ်အရွယ်မိမချော့လေးတယောက်ကကြောက်စိမ့်နှဆွဲရှိရှိလေးကိုခါရမ်းပြီးမိသားကိုပြန်ကြည့်နေတယ်မောင်ချစ်တဲ့တတာဝင်းဆိုတဲ့ကောင်မလေးရဲ့လူတကာငြီးကြည့်ရတဲ့လားနောက်ပြီးတော့ဘယ်လိုပြောမလဲမိသားနဲ့မောင်ဘွားကို အစဉ်ပြေချောမောစီမဲ့လား အဖိုးတန်အဆောင်ရောင်အစဉ်ပြင်းတွေနဲ့တစ်ခုလုံးစိမ့်များနေတဲ့မိသားကိုအဆောင်ရှိမှာရက်စကားပြောနေတဲ့သူတွေအကုန်လုံးကဝိုင်းကြည့်နေကြတယ်။အားကြတဲ့အကြည့်တွေမနာလိုတဲ့အကြည့်တွေဟဲဟဲအကြည့်ခံရတဲ့မိသားကြည်နူးလိုက်ပါမယ်လေ။ကာရကကိုမိသားဆွဲဖွင့်ပြီးဝင်ထိုင်လိုက်တာနဲ့ကာလကန်ရဲ့နောက်မှာခက်တီတီကြီးထိုင်နေတဲ့မိသားတို့အဆောင်ပိုင်းရှင်ကစားပြီးမိသားတငယ်ချင်းတွေထိအားလုံးရှင်းကြတယ်ထိတ်ပြောင်ပြောင် ဖိုက်ရွှေရွှေအသားမဲမဲမိတာရဲ့ဦးလေးကကားကိုချက်ချင်းထွက်တယ်။မိတာကကုတ်ကုတ်ကလေးဦးလေးကြီးကိုကြောက်ရွံ့ရိုသေတဲ့ပုံစံကအပြည့်ကားကမညီမညာငင်းဒီလန်းကလေးထဲမှာတလိမ့်လိမ့်တလူလူလှုပ်ခါနေသလိုမိတာရင်ထဲမှာလည်းထုံးစံအတိုင်းထိတ်ခနဲလှုပ်ခါရပြန်ပြီ။ငင်းဒီလန်းအထွက်ကားလမ်းမကြီးအရောက်ကားကွေးဖို့စောင့်ရတဲ့နေရာမှာဟောဟိုမှာပြောမရတဲ့မိတာရဲ့မောင်း ကတင်ကွဲမှာမိသားရင်တွေကိုတစစ်စစ်နားလာစေတဲ့မောက်မူပိုင်းကြည့်နေပြီးတော့မိသားသားအတိတ်ပဲဖော်ရနိုင်တဲ့အတန်တိန်ကြီးနဲ့မိသားကိုလွမ်းနေဦးလေးကြီးကိုမုန်းနေတယ်လေမောင်ရင် မောင်းလို့တော့မမုန်းမိမဲ့မိသားမချစ်ပါဘူးဒါပေမဲ့မောင်ရင် မချစ်သေးမဲလဲမိသားအောက်ကနမ်းမယ်ခူးကနေကားကွေပြီးလမ်းမကြီးပေါ်မြားကလေးတစ်စင်းလို့ပြေးနေတော့မှာပဲမိသားရဲ့ဦးလေးဆိုသူကို အလှဆုံးပြုံးနေမိသားနှုတ်ဆက်လိုက်တယ်နေကောင်းရဲ့လားကိုကို တတာလှရဲ့လှဟင်အမှတ်၁၂အေးစိတ်ငြိမ်ရက်ကွက်ည၁၀နာရီကိုကိုသွားတော့မယ်နော်တတာမနက်၉နာရီလောက်ရောက်မယ်ဟုတ်လားတတာစောင့်နေမှာပေါ့မိတာကိုနှုတ်ဆက်အနမ်းနန်းနဲ့သူ့ပါဇက်ကအယက်နမ်းမိတာပါမှာဆွဲထင်ကြံရက်တယ်သူ့အခန်းထဲကထွက်သွားတဲ့အတန်းတကားပြန်ပိတ်တန်းကဆက်နိုးတန်းအလုံးကိုမိတာမျက်လုံးစုံမိထားရင်ကနားထောင်နေမိရဲ့ ခဏနေရောအားလုံးဟာငြိမ်သက်တိတ်ဆိတ်သွားလိုက်တာပဝင်းကျင်အတံပလန်ဘာစုဘာမှမကြားရတော့အောင်ခြောက်ချားလောင်ငြိမ်လိုက်တယ်ညာ။အော်ဒါစိတ်ငြိမ်ရက်ွက်ကိုဒီလိုစိတ်ငြိမ်စွာနေရဖို့အတွက်ဘလောက်တန်ဖိုးကြီးပေးထားရလဲမှတ်တယ်လေ။မိတာဘလောက်များနားလည်လို့လဲ။အစားမှာတော့ဒီချိန်လောက်ဆိုစူလို့ညံလို့ကောင်းတော့တခန်းနဲ့တခန်းကူးပြီးစကားစမြည်ပြောလို့ကောင်းတော့လက်ဖက်တုပ်စားလို့ကောင်းတော့ အဆောင်ရှိမြေနီလမ်းပေါ်မှာလဲဂီတာဖွဲ့ရင်းနဲ့စီကားစုညံတော့ခုဒီမှာတော့မိတာတယောက်တည်းရဲ့အခန်းတစ်ခန်းလုံးမှာမျက်နှာချက်ပေါ်ကတဝီဝီလဲနေတဲ့ပန်းကအတန်ကလွှဲရင်ငြိမ်လို့တိတ်လို့အလုံးဟာမလုံးမရှက်အခန်းတောင်းကရေကဲတတလေးကလည်းမလုံးမရှက်အနားကစားစရာတောက်စရာတွေတင်ထားတယ်စပွဲကလထိုင်းတစ်စုံကလည်းမလုံးမရှက်နေရံမောကနှစ်ဟောင်းပြက်ကလေးနဲ့ကဂျပန်မလှလှလေးကလည်းမလုံးမရှက်အိုး ကရင်မောကတက်ရှိဖြစ်တဲ့မိတာတောင်မှတကယ့်ကိုမလုံးမရှက်စပွဲပေါ်ကတရုပ်စာထုတ်တွေကိုလည်းမိတာဖြေတောင်ကြည့်ကျင်တဲ့စိတ်မရှိပါဘူးအင်းရေအေးလေးတစ်ခွက်လောက်တောက်ရရင်တော့ကောင်းမယ်ရေတောက်ပြီးရင်မိတာဘာလုပ်ရမလဲအဲ့ချင်းစိတ်ကလည်းမရှိသေးဘူးမိတာနဲ့ခင်မင်းနေပြီဖြစ်တယ်တိုက်နေရန်သူကြီးရဲ့ဟိုဘက်ချမ်းတိုက်ကြီးပေါ်ကလူတွေနဲ့စကားသွားပြောနေရကောင်းမလားတော်ပါပြီလေမသွားတော့ပါဘူးဒီညတော့ကိုပတ်တာနေရတာပဲကောင်းပါရဲ့ ပါပဲပြောပြော သူတို့ကကိုယ့်ကိုဝတ္တရားရတာဆက်ဆံတာလူမှုရေးကြောင့်တာဆက်ဆံတာတကယ်တော့မိတာကို သူတို့ဘာဆက်ဆံစရာရှိလို့လဲမိတာနဲ့သူတို့နဲ့တယောက်နဲ့တယောက်သိစရာဘာမှမလို့သူတို့ကသူတို့အခြေအနေနဲ့သူတို့မိတာတို့လိုချင်တဲ့အခန်းကိုငှားတယ်တနေ့ကို150ယူတယ်တိုက်ခန်းကတီးတန်းရေချိုးခန်းအိမ်သာတွဲလျက်အခန်းထဲမှာအိယာခန္ဓာပစ္စည်းပစ္စည်းအပြည့်အစုံနဲ့ရေခဲတတားတောင်ပါလိုက်သေးမိဖို့တခုပဲမပါဘူး မိဖို့ကတော့လိုလဲမလိုပါဘူးလေမိတာတို့ချက်ပြုတ်မစားပါဘူးစားစရာအပြင်ကဝဲလာလိုက်တာပဲဒီခန်းကိုမိတာတို့အနေနဲ့ကလည်းယူပြောတယ်စိတ်ငြိမ်ရက်ွက်သေးကအစွန်ဆုံးနဲ့အကျယ်ဆုံးခြံထဲကတည်တတ်နေရမိတာအတွက်လည်းကောင်းတယ်နောက်ကျောင်းရမအေးရဲ့မိတာရဲ့ကိုကိုအတွက်လည်းကောင်းတယ်မိတာတို့ကစနေတနင်္ဂနွေနေ့ရက်နဲ့တောက်ကြနေ့ညပိုင်းမဲ့တုံးတာတောက်ကြနေ့ညနေလာတယ်မိတာနဲ့9နာရီခွဲလောက်ထိနေပြီး ဆယ်နာရီဆိုသူကအိမ်ပြန်နေဒီမှာဘယ်တော့မှညမအိပ်ဘူးနောက်နေ့စနေနေ့မနက်9နာရီလောက်မှလာတယ်တနေ့ကုန်နေပြီးတော့မှည9နာရီလောက်အိမ်ပြန်နေနောက်တနင်္ဂနွေမနက်လာတယ်တနေ့ကုန်နေညနေ9နာရီလောက်ကျမှအဆောင်ပိတ်ချိန်နဲ့အကင်မိတာကို ပြန်လိုက်ပို့တယ်အဆောင်ကတော့တတဝင်းတရားဦးလေးအိမ်ကပြန်လာပြီပေါ့ပစံချမ်းသာပြီးသူမကိုဂယုတဆိုင်ရှိလာတဲ့ဦးလေးကသူကိုယ်တိုင်တေချာလာကြတေချာပြန်ပို့တာ မျက်မှန်တဝင်းဝင်းခတ်ဝော်ပါစပင်ဖြူတပင်နှစ်ပင်စနဲ့အရွယ်ချင်းကလည်းဒီလောက်ကွာနေရဘသူကများဦးလေးဟုတ်ရဲ့လားလို့ရှောင်းလို့တော့တန်တရားဖြစ်မှလဲတချို့ကအားကြရတဲ့ရီစာချောချောလေးတယောက်နဲ့တတရားနှစ်ချောင်းသူချောချောလေးတတာဝင်းပေါ့အများကြီးသူဝင်းနိုင်စားနိုင်သုံးနိုင်ဖြုံးနိုင်တဲ့တတာဝင်းပေါ့အော်မိတာရဲ့မောင်းတော့မှတေသက်ပြီးရဲ့မိတာကို တစက်ကလေးရိမ့်မိလို့လားအပတ်စဉ်တောက်ကြစနေ အပြင်ထွက်အိတ်တဲ့ရီစာကို မောင်မတင်ငါလို့စောင့်ကြည့်လေ။တောက်ကြနေညနေမောင်ပြန်ပို့ပြီးတဏီယာကကြည်ပေါ့။မိတာရဲ့ဦးလေးလာခေါ်တယ်လေ။အပတ်စဉ်ဒီလူပဲ။တနင်္ဂနွေညနေပြန်ပို့တယ်လေ။ဒီလူပဲ။ဘာထင်မှားစရာလို့လို့လဲ။ဒါပေမဲ့ကွယ်မောင်ကတော့မိတာကိုမတင်ငါစိတ်နဲ့စောင့်ကြည့်ရှာတာမဟုတ်ပါဘူးကွယ်နော်။ပဂရီယူသားစိတ်နဲ့မိတာကိုယင်းဒီလန်းအထွတ်တစ်ပင်ကွယ်ကနေလူလုံးပြရတာမောလို့ခဏလေးပါမောင်ရင်ခဏလေးပါမိတာတို့အတွက်မဝေးတော့ပါဘူး။ ပျော်စရာကောင်းတဲ့အချိန်တွေရောက်လာတော့မှာပါ။မိတာမိုက်နေရမဟုတ်ပါဘူး။မောင်ရဲ့လော်လယ်ဖောက်ပြားတာလည်းမဟုတ်ရပါဘူး။လော်လော်ဆယ်မိတာចောင်းစရဲ့အတွက်မောင်နဲ့မိတာရဲ့အနာဂတ်အတွက်မိတာအလုံးလုံးနေရစိတ်တနန့်ရှင်းရှင်းနဲ့မိတာအလုံးလုံးနေရမိတာကတော့ရှင်းတယ်မောင်ရဲ့မိတာမောင်ကိုသိချစ်တယ်။မောင်ကိုပိုင်ဆိုင်ခြင်းနဲ့ตายရတဲ့အိမ်ောင်လေးတစ်ခုကိုတိဆောက်ခြင်းနဲ့မိတာမောင်နဲ့လက်ထပ်မယ်။ဘာဖြစ်တယ်လဲ။အသေးနဲ့အောင်ချေရသူမှု မတန်ရှင်းတဲ့ခန္ဓာကိုယ်ကို မအပ်ရပါဘူးဆိုတဲ့ခိုးရှိတော့ကခတ်တုံတုံတွေးခေါ်ပြီးဒီခေတ်မှာသွားစမ်းမှာမိတာကတော့တိတ်မုန်းတာပဲခုဆိုမိတာပတ်စံတော်တော်စုမိနေပြီမိတာကိုသူကတလတထောင်ပြီးရယ်တပတ်တစ်ခါပဲတွေ့ရယ်ဒါတော့သူကညာဤတာမဟုတ်ဘူးလေသူ့မှာကလည်းသူ့เจ้าနဲ့သူအိမ်ကမိမကြီးနဲ့သားသမီးတွေမတိအောင်က ပီပီကြီးကြီးနေတတ်ရသေးရာတိတ်လုံးများတဲ့စီးပွားရေးသမားတယောက်အမည်နဲ့ ည9:00နာရီ10:00နာရီဆိုတာနောက်ကျနေကြလေဘာဖြစ်တယ်လဲတခြားအချိန်တွေဘာလို့နေနေ9:00နာရီ10:00နာရီအင်ဂျင်ရောက်ရင်ပြီးရပဲမဟုတ်လားသူကလည်းသူ့တွက်ကိန်းနဲ့သူအဟုတ်မိတာကလည်းမိတာတွက်ကိန်းနဲ့ပေါ့သူစီကရတဲ့တလတထောင်ကိုမိတာချွချွတတသုံးနေမကုံမဖြစ်တဲ့ကြောင်းစရိတ်ကလွဲရင် အစားတော့လဲမိတာချွတာရဲ့သူများတွေကတော့ဖဲတိမလဲဝက်လိုက်စားလိုက်တာလို့ရှိမှာပေါ့ တကယ်တော့မိတာဝတ်တဲ့အဖိုးတန်အဝတ်အစားတွေကသူစီကအပိုပေါက်စုဖြစ်ဝယ်ပေးတာတွေသူသမီးတွေအတွက်ဝယ်ရင်မိတာအတွက်ပါဝယ်လာတာမျိုးတွေပေါ့သူနဲ့ဆက်သွယ်မိရဲ့တစ်နှစ်အတွင်းမှာမိတာ၄00တောင်လောက်စုမိနေပြီနောက်တစ်နှစ်မိတာចောင်းပြီးသည်ဆိုရင်၈00လောက်တော့ရလိုက်မယ်နဲ့တူရဲ့တော်ပြီလေចောင်းပြီးရနဲ့မိတာမောင်နဲ့လက်ထပ်မယ်အိတ်ခန်းလေးတစ်ခန်းငှားမယ်နှစ်ယောက်လှုပ်လှုပ်မယ်အင်းမိတာအိမ်ကို ထောက်ပံ့ခြင်းနဲ့ဆိုရင်တော့မိတာနဲ့မောင်ချွတရအောင်မှာပေါ့အဖေတို့အမေတို့ကတော့မိတာကိုပြောမှမဟုတ်ပါဘူးသူတို့မထောက်ပံ့နိုင်တာကိုကိုစိတ်ကိုရှာပြီးကြောင်းတက်တဲ့သမီးရဲ့လို့ကြံဖန်ပြီးကျေးဇူးတင်နေရှာတာမိတာတို့အိမ်ကဆင်းရဲမောင်နှမလည်းများတယ်မိတာဆယ်ရန်အောင်တော့အဖေရောမေရောကြောင်းဆက်တက်စီခြင်းရတယ်ဒါပေမဲ့မူလာရန်ကြောင့်အဖေလာစားနဲ့အမေဈေးရောက်လာလေးနဲ့ကမိသားစုစားတော့ဖို့တော့အနိုင်နိုင်ရဲ့ မိသားပဲကံကောင်းတာလားကံဆိုးတာလားမသိပါဘူးလေရန်ကုန်မှာအတင်းတင်းချောင်းလဲတဲ့အဖေကိုတယောက်ကမိသားကိုခေါ်ပြီးကြောင်းထားပြီးရယ်အဖေကိုရင်ကရန်ကုန်ဆိုပေမဲ့မင်္ဂလာတော့ဆိုတော့မိသားကြောင်းတက်ရမှာဝေးရယ်ဆိုပြီးအပြင်ဆောင်မှာထားပေးပြီးကြောင်းတက်ခိုင်းတယ်တန်ဆိုးကျင်တော့မိသားဒုတိယနှစ်ဖြစ်နေတော့မှာအဖေအကိုမိသားဖာကြီးခမညာရုပ်တရက်ကားတိုက်မှုနဲ့ဆုံးနေမိသားဘလို့လှုပ်ဆက်နေတဲ့တော့မလဲမိသားကိုဘသူကထားပေးတော့မလဲ နှစ်နှစ်ပဲလိုတော့မှဖြစ်ရတဲ့အဖြစ်ကိုမိတာဝန်းနေရင်ဆက်နေဖို့လမ်းစာကိုမိတာရှာဖွေမိရဲ့အင်းတခါတလေတော့လဲတွေးမိရဲ့မောင်အဲ့ဒီအချိန်မှာကြိုင်လေးနဲ့မတွေ့ပဲမောင်နဲ့တွေ့ခဲ့မိရင်မိတာဘဝတမျိုးတမီဖြစ်ခြင်းဖြစ်မှာလို့ဒါပေမဲ့မဖြစ်နိုင်ပါဘူးလေမောင်ဟာလည်းမရှိမရှားမိဘကတက်စီခြင်းလို့ထားပေးတဲ့ចောင်းသားတယောက်ပဲဥစ္စာမောင်လည်းမိတာပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ပါဘူး ကြိုင်လေးကခိုင်စပယ်ဆောင်မှာမိတာနဲ့တရင်ချင်းကက်လျက်နေတာသူ့ကိုရုံးမှာအလုံးလုံးတယ်လို့ပဲတဆောင်လုံးကတီထားတာမနှက်ဆူရူးရူးလေးပဲချင်းလေးနဲ့ထွက်သွားတာပဲညနေရုံးစင်းချိန်ပြန်လာပေါ့အေးအေးဆေးဆေးဘဲမှလည်းမသွားတတ်ဘူးဒါပေမဲ့သူ့ရုံးကအလုံးဆိုပြီးတလတခါလေးငါရဲ့တပတ်ခီးတော့သူ့ထွက်တယ်တကယ်တော့အဲ့ဒီခီးဟာသူ့လှုပ်လှုပ်ဖို့ထွက်သွားတာတယောက်ဒါမှမဟုတ်တစုနဲ့သူ့လိုက်သွားတာ တစ်ထောင်ကနေ2000 3000ထိရတယ်။ကြိုင်လေးเจ้าကိုဘသူမှမသိဘူးမိတာကိုတော့သူသိခင်နဲ့မိတာအားလုံးကိုလက်လျှော့ပြီးငိုကြီးချမ်းမနဲ့အိမ်ကိုအပီးပြဲမှုပစ္စည်းသိမ်းနေတော့မှပဲကြိုင်လေးကမိတာကိုတနာပြီးဒီเจ้าတွေကိုဖွင့်ပြောခဲ့တယ်မိတာကို အကြံဉာဏ်ပေးခဲ့မိတာဟာချောရဲတက္ကသိုလ်เจ้าသူအစဉ်အကျန်းရှိရှိတိတ်တိတ်ဆိတ်ဆိတ်နဲ့ဘသူမှလည်းသိစရာမလိုဘူးတဲ့ ပြီးတော့တသက်လုံးမှမဟုတ်တာနှစ်နှစ်သေးလေးနှစ်နှစ်သေးမိတာဘာဖြစ်သွားမှမှတ်လို့မိတာလှလှပပဝစ်စားပြီးကြောင်းဆက်နေနိုင်မယ်အဖေတို့အမေတို့မိတာတို့လိုချင်တဲ့ဘွဲရမယ်မိတာခေါင်းတစ်ချက်ညှိလိုက်တာနဲ့အလုံးဟာအဆင်ပြေသွားတယ်မောင်ရဲ့တတိယနဲ့နှစ်လယ်မှာမောင်နဲ့မိတာတွေ့ခဲ့ကြတာနော်ချစ်မိရာမိတာဘာတတ်နိုင်မှာလဲကွယ်မိတာမောင်ကိုမချစ်သင့်ဘူးလို့မိတာမတွေ့ခဲ့မိပါမိတာအလုံးလောက်တာပဲမောင်ရဲ့ တခါတလေစိတ်မကောင်းဖြစ်ရတော့ရှိရပေါ့မောင်ရဲ့အထူးသဖြင့်ပောက်ကြနေညညနေမောင်ပြန်ကန်ဒီအချိန်တွေပေါ့မိတာဘလို့ထိမ့်မိမဲ့အဆောင်ပေါ်ရောက်တာနဲ့ငိုရောတော်ပါပြီမောင်ရဲ့မိတာမစင်စားကြင်တော့ဘူးတယောက်တည်းအထီးကျန်နေရမှအမောင်းကိုပိုသတိရတယ်စနေတနေ့ငွေနှစ်ရလုံးတယောက်တည်းသိအောင်နာမိတာရဆိုတဲ့မောင်တန်ကရင်ထဲမှာပဲ့တင်ထက်နေသလိုပဲတော်ပါတော့မောင်ရဲ့မိတာအိပ်ပြရစီရောမိတာအိတ်ချင်နေလီ မိတာလေးခလူကြီးဝယ်လာတဲ့ချောကလက်နှစ်ခုမိတာမစားပဲမောင်းအတွက်တိတ်တိတ်လေးတင်ထားတယ်။မဝေးတော့ပါအောင်မောင်းရင်တပြည့်ဆိုတာခဏလေးရယ်။တနင်္လာနေ့မနက်အဆောင်ရှိကနေမိတာကိုမောင်းဆက်ဆက်လာဆောင်တော့တိလား။ဇလန်းလေးကိုအဆုံးထိနှာစင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းအစ်စ်အစ်စ်သောဇလန်းများကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို like and subscribe လုပ်သွားပေးပါအောင်နော်အားလုံးပဲ bye bye ပါ